အရွေးတခုတော့ရလာမော်ဒေါ်သန်းသန်းတို့အနေနဲ့ရောဟိုဘလိုမျိုးများအဲ့ဒီအတွက်ကြိုပြီးတော့ရည်ရွယ်ထားတာစီစဉ်ထားတာမျိုးရှိလဲအဲကျမတို့အနေနဲ့ကတော့ဒီဟိုတင်ပေါ့ဒီရွေးကောက်ပဲပြီးလို့ရှိရင်အရေးကြီးဆုံးကတော့ဒီနားလည်မှုတည်ဆောက်မှုပဲအခုဟာကတော့ဟိုတချို့ကလည်းခံမှန်းတာပေါ့ဘယ်ပါတီပဲရမယ်ဘယ်ပါတီအများဆုံးရမယ်ဒါတွေကတော့ဒီလူတူရဲ့သဘောထားပေါ်မှာတည်ပါတယ်အဲ့တော့ ဘယ်လိုပဲသူပဲရရပေါ့နော်ဒါကတော့တိုင်းပြည်ကောင်းဖို့အတွက်လုံးကြမယ်ဆိုလို့ရှိရင်ဘယ်ပါတီပဲရရအဲ့ဒီဟိုရသွားတဲ့ပါတီနဲ့ဟိုတကယ်လို့ဒါအနိုင်မရရှိတဲ့ပါတီနဲ့ကလည်းနားလည်မှုတိဆောက်ကြရမယ်အနိုင်မရတဲ့ပါတီကလည်းငါတို့အနိုင်မမရဘဲနဲ့လုံးစီရမလို့ဘူးဆိုပြီးတော့အဲ့လိုမဟုတ်ဘူးကိုတိုင်းပြည်အတွက်ဆိုကိုအကျိုးစားပန်းစားနဲ့လုပ်ရမယ်အဲ့တော့ပထမဦးဆုံးအချက်ကတော့နားလည်မှုတိဆောက်ဖို့အရေးကြီးပါတယ် ောက်တစ်ခုထပ်မေးချင်တာကလေဒေါ်တန်းတန်းနုကဝင်းကြီးကျိုဟောင်းဦးနုရဲ့သမီးလေးဖြစ်တယ်အဲ့တော့ဖခင်လက်ထက်ကလေးကနိုင်ငံရေးအနေအမြင့်အတက်အကျတွေကိုဒါကြုံလာရတယ်ပေါ့နော်ဦးနုလက်ထက်မှာလည်းရွေးကောက်ပွဲတွေလုပ်တယ်အာနာသိန်းနာနဲ့ပဲအဆုံးသတ်တယ်ဦးနုလွန်မှာလည်းနိုင်ငံရေးနီးလန်းနဲ့အဖြေရှာဖို့ဒီရွေးကောက်ပွဲနီးလန်းကိုပဲထပ်ပြီးလုပ်ကြတယ်အဲ့မှာလည်းအာနာသိန်းမှုတွေထပ်ဖြစ်တယ်ရွေးကောက်ပွဲတွေလုပ်ပြီးတိုင်းမှာဒီအာနာသိန်းမှုနဲ့အဆုံးမသတ်အောင်ဘလို့နီးလန်းမျိုးကိုအကြံပြုခြင်းလဲကျွန်မဖခင်နောက်ဆုံး ကြံပြုတ်သွားတာကတော့သူကတော့ချင်းနှချေဆိုတော့ဟိုအတာကိုသူပြောသွားတာပဲချင်းနှချေဆိုတာကတော့မတင်ပေါ့လက်စားမချေတင်ပုံးချေရမယ်ဆိုတော့ဝါဒပဲပေါ့နော်ဒါပေမဲ့အဲ့ဒါကလည်းအောင်မြင်သလားဆိုတော့အခုချိန်ထိတော့အောင်မြင်တဲ့ပုံတော့မပေါ်သေးဘူးလေဒါကတော့နှစ်ဦးနှစ်ဖက်ဝတင်သဘောတူညီမှုရမှာပဲတယောက်ကတစ်ဖက်ကနေပြီးတော့အာဒါဒီလိုလုပ်ရင်ကောင်းတယ်ဆိုပြောနေုံနဲ့နောက်တစ်ဖက်ကတက်ခံခြင်းမရှိဘူးဆိုရင်တော့လေအဲဒီကိစ္စပြပြမယ်ကိစ္စတော့မဟုတ်ပါဘူး ဒီတိုင်းပဲအဲ့လိုတန်တရားလဲနေတာပေါ့နော်ရွေးကောက်ပွဲဖြစ်စဉ်တွေရှိတယ်အာဏာသိမ်းမှုတွေရှိတယ်အဲ့ဒီအဲ့ဒီကြားအဲ့လိုဖြစ်စဉ်တွေတဲမှာမှာဒီရွေးကောက်ပွဲလမ်းကြောင်းကိုပဲဝင်ဖို့ထပ်ပြီးတော့ရွေးချယ်မိတဲ့ဥစ္စာရောဘလို့အကြောင်းကြောင့်ရွေးချယ်မိတာလဲအဲဒါတော့ဟိုတင်ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်တော့လေဒါကျမအဖေရဲ့ဟိုတင်ပေါ့လေအဲရှောက်လန်းခဲ့တဲ့လမ်းပဲအဲသူတို့ကတိုင်းပြည်ကိုအင်မတန်ချစ်တဲ့လူတွေပဲတိုင်းပြည်အင်မတန်ချစ်တယ်သူတို့တိုင်းပြည်ကောင်းစားတာကိုမြင်ကျင်တယ် အဲ့ဒီအတွက်ကြောင့်ဆိုလို့ရှိရင်ကျမလည်းဝတင်းပေါ့နော်ဒီတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဟိုလှုပ်နိုင်မလားဆိုပြီးတော့ကျမလည်းစူးစမ်းပြီးတော့ဝင်လာပါပဲဒါပေမဲ့အခုချိန်ထိတော့ကျမရွေးကောက်ပေါ်မှာလည်းတခါမနိုင်ဘူးပါဘူးဒါပေမဲ့မနိုင်ဘူးလို့လည်းကျမစိတ်မကောင်းဖြစ်သလားဟိုစိတ်ပြက်သလားဆိုအဲ့လိုလည်းမပြက်ဘူးဟိုဝတင်းပေါ့ဟိုဒီနည်းနဲ့ဒီနည်းနဲ့မရလဲကိစ္စမရှိဘူးဒါပေမဲ့ကျမဒီတိုင်းပြည်ကောင်စားရေးအတွက်တော့ကျမလှုပ်နိုင်တဲ့ဘက်ကနေဆက်လုပ်ရမှာပါ